လူလောကမှာအဆင်ပြေတဲ့အခါမှာချမ်းသာလို့အဆင်မပြေတဲ့အခါမှာဆင်းရဲဒုက္ခအကြက်တဲတွေတွေ့အဲ့ဒီလိုတွေ့လာတဲ့အခါမှာလည်းပဲဆင်းရဲဒုက္ခတွေကြုံတဲ့အခါမှာ depression မဖြစ်ဖို့စိတ်ထက်မကြဖို့စိတ်သက်သာရရတဲ့နိလန်းနေနဲ့တွေးရမယ်မြတ်စွာဘုရားပေးထားတဲ့ general point ကတော့ဘာတုံးဆိုလို့ရှိရင်ဘယ်အရာမှမမြဲဘူးတဲ့တခဏပဲဆိုတဲ့အတွေးလေးနဲ့သိခံပါဆင်းရဲတဲ့အတိုင်းအတာတစ်ခုကိုအဲ့ဒါနဲ့ ခုခံကာကွယ်ထားသည့်အတွက်ကြောင့်ကိုယ်စိတ်ဓာတ်မှာ depression ဖြစ်တယ်ဆိုတာမရှိဘူးစိတ်ဓာတ်တွေနှိမ့်ကျသွားတာမျိုးမရှိဘူးတဲ့ခုခံနိုင်တယ်အေးချမ်းသာဒုက္ခနဲ့တွေ့လာလို့ရှိရင်လေလူတွေကဘဝင်မြင့်ပြီးအောက်ခြေလွတ်တတ်တယ်အဲ့ဒါလို့မဖြစ်ရအောင်လည်းပဲခုနကအေးချမ်းသာတယ်ဆိုတာလဲထာဝရမဟုတ်ဘူးတခဏမျှသာဖြစ်တယ်လို့မှန်ကန်တဲ့အတွေးလေးတွေနဲ့တွေးပြီးတဲ့အခါမှာ ကိုယ့်ရဲ့စိတ်ဓာတ်ရင်းရိုင်မှုမရှိအောင်ကြံ့ခိုင်အောင်ကြိုးစားရမယ်ဒါကိုပြောတာကောင်းဆိုးလောကရန်ကြံ့ကြံ့ခံဘဝကိုလှလှပပထီဆောက်ခြင်းဟောဒီလောကရန်ခန္ဓာရဲ့ရှိဖို့ကြိုးစားရမယ်ဒါနံပါတ်1เนาะလောကရန်ခန္ဓာအောင်ကြိုးစားဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောကရန်ဆိုတာရှိတာကြည့်ပဲစင်ရတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာကိုယ်ွယ်ကိုယ်ွယ် ဒါတွေကတဏှိတည်းပဲဘာဖြစ်လို့လောကဓမ္မလောကရဲ့သဘာဝလို့ပြောတာเนาะ